တငယ်ချင်းများအားလုံးပဲကျမ်းမာရေးကောင်းကြပါရဲ့လားဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇလန်းကတော့တရရွာဆိုတဲ့ဇလန်းလေးတစ်ပုဒ်ဖြစ်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဟီလာဖြစ်ပါတယ်မြမပြည့်ရှိပိုင်းမှာရှိတဲ့ ောင်မျိုးဆိုတဲ့ရွာလေးဟာလွန်ခဲ့တဲ့နှစ်ပေါင်းတရာလောက်ကထိုရွာလေးမှာနေထိုင်တဲ့ရွာသူရွာသားများအားလုံးရုတ်တရက်တေဆုံးပြောက်ကွယ်သွားပြီးမချွတ်လွတ်တဲ့နာနာဘာဝတရေတွေအဖြစ်ရှိနေခဲ့တဲ့လူရှိလူကြီးများကပြောကြသည်ထိုကြောင့်တောင်မျိုးရွာလေးမှာမိသူတအုပ်တယောက်မြနေထိုင်ခြင်းမရှိဘဲကွင်းပြင်ကြီးအဖြစ်သာကျန်ရှိနေ၏တောင်မျိုးရွာလေးကိုညဘက်မှသာမြတ်တက်ပြီးနေဘက်ဆိုလျင်ရောင်စုံပန်းများဖူးပွင့်နေသောကွင်းပြင်ကြီးကိုမြင်တွေ့ရမည်ဖြစ်သည်တောင်မျိုးရွာလေးနဲ့မနီးမဝေးမှာတော့ရွာငယ်လေးတစ်ရွာရှိသေး၏ထိုရွာတွင်မိမျက်နှိုးဖူးခေါ်သော အသက်16နှစ်အရွယ်မိန်းကလေးတစ်ယောက်နဲ့အဖိုးနဲ့အဖွားဖြစ်ကြတဲ့အဖိုးကြီးမောင်နဲ့အဖွားဆန်းယူလို့နေထိုင်ကြသည်တနေ့တမိုင်းကျောင်းတွေကိုဆိုင်ရင်ပြုစုနေတဲ့အသက်30အရွယ်ကျော်ထက်လို့ခေါ်တဲ့လိလာရေးသူတေတီတယောက်တောင်ညူရွာလေးရဲ့အကြောင်းလိလာရန်အတွက်မိမျက်နိုးလို့နေထိုင်တဲ့ရွာလေးကိုရောက်လာခဲ့ဤမိမျက်နိုးရဲ့အဖိုးနဲ့အဖွားကတောင်ညူရွာရဲ့အကြောင်းကိုတည်သူများဖြစ်တာကြောင့်တောင်ညူရွာထဲမှာဝင်ဖို့တားပေမဲ့ကျော်ထက်တယောက်အရန်တည်ချင်နေတာကြောင့်တားမရသည့်အဆုံးအဖွားကကျော်ထက်အာကူညီပေးဖို့ အဖိုးနဲ့မေမြန်းတို့အားအဖော်ဖြစ်ထည့်ပေးလိုက်သည်တောင်ညွရွာထဲမှဝင်ခင်အဖွားကမေမြန်းတို့အားအနာခေါ်ပြီးတိုးတိုးလေးပြောလိုက်သည်ညအမောင်ရောက်သွားတဲ့အချိန်မှာတော့အဖိုးကြီးမောင်ကြော်ထက်နဲ့မေမြန်းတို့လိုတုံးရောက်တာတောင်ညွရွာလေးစီထွက်လာကြ၏ရွာထက်ရောက်တဲ့အချိန်မှာတော့နေကင်းဘက်ဘာမှမရှိတဲ့ကွင်းပြင်ကြီးကအိမ်ကြီးတွေမိအောင်တွေနဲ့လှပနေတာတွေ့လိုက်ရတော့ကြော်ထက်အံ့ဩသွားသည်သို့တော်လူအရေးရောင်တော့ဘာတစ်ခုမှမတွေ့ရပါထို့နောက်ကြော်ထက်တို့အုပ်စုရွာထဲဝင်လာခဲ့၏ရွာအတွင်းပိုင်းရောက်လာတဲ့အချိန်မှာတော့ရွာထိတ်မှလူတိတ်ဆိတ်နေခြင်းမျိုးမဟုတ်ပဲစကားပြောတဲ့တွင် ဟင်ကြီးတော်တန်အကူကြီးတောင်းတန်တွေကြားရပြီအိမ်ရဲ့ပတင်းပေါက်တွေကလည်းပိတ်လိုက်ဖွင့်လိုက်ဖြစ်နေဤလမ်းချိုးတနေရာအရောက်မှာတော့အိမ်ကြီးတအိမ်ရဲ့ပတင်းပေါက်နာကနေအရေးတစ်ခုဖြတ်သွားတာတွေ့လိုက်ရတော့ကြောထက်လန့်သွားတယ်ထိုအခါအဖိုးကြီးမောင်ကမကြောက်ဖို့ပြောလိုက်သည်ထိုနောက်ဆက်ပြီးရှောက်လာကြရာဖုန်ကြီးကျောင်းဝင်းနဲ့ရောက်လာကြဤကြောထက်တို့လည်းဖုန်ကြီးကျောင်းနဲ့ရှောက်ကြည့်ကြရာအခန်းတစ်ခန်းနဲ့ရောက်သွားတဲ့အချိန်မှာတော့နေရံတွေမှာတောင်ညိုရွာသူရွာသားများရဲ့နမဲများရေးထားတာတွေ့လိုက်ကြရသည်ကြောထက်တို့သုံးယောက်လည်း စိတ်ဝင်စားစွာကြည့်နေတော့မှပဲထုံနမဲများတဖြည်းဖြည်းပျောက်သွားပြီနင်တို့နမဲလည်းဒီမှာပါမယ်ဆိုတဲ့စာတန်းထွက်ပေါ်လာ၏ထိုအချိန်မှာပဲရှိသမျှအိမ်အားလုံးမီးလောင်သွားပြီလူတွေရဲ့အော်ဟစ်အကူအညီတောင်းတန်ဒီလွတ်တံများပူကျလာ၏ကျော်ထက်တူလည်းကြောက်လန့်ပြီထွက်ပြေးဖို့လုပ်တဲ့အချိန်မှာတော့အခန်းရဲ့ထွက်ပေါက်ပြန်ဖွင့်မရဖြစ်သွားလေ၏ထိုအခါ၃ယောက်စလုံးဘာလို့ရမှန်းမသိဖြစ်နေတဲ့အချိန်မိကလည်းဖုန်ကြီးကြောင်းကိုကူးလာနေပြီကျော်ထက်မီးလောင်ခံရပြီတေးပြီလို့တွေးနေတော့မှပဲညီလေးအနေရတစ်ခုခုနဲ့ကြုံရင်အဖွားပြောတဲ့ကာထာလေးကိုဗုဒ္ဓရုပ်ပွားတော်ရှိမှာ ရွတ်ဖတ်ပြီးဆူတောင်းလိုက်ဆိုတာကိုမင်းမြတ်နိုးတရရသွားသည်ထိုအခါမင်းမြတ်နိုးလဲအဖွားတင်ပေးတဲ့အတိုင်းဆူတောင်းလေရာမိများတဖြည်းဖြည်းပြောင်းရင်းသွားပြီးမိကိုများထွက်လာတယ်ထိုနောက်မင်းမြတ်နိုးတို့၃ယောက်လုံးမိကိုငွေများရှူမိကသတိမေ့သွားလေသည်သူတို့သတိပြောင်းရတဲ့အချိန်မှာတော့ကွင်းပြင်ကြီးထဲရောက်နေကြပြီညကတွေ့ကြရတဲ့ရွာကြီးမရှိတော့ဘူးတိုးတော်လဲကြော်ထက်ဗီဒီယိုရိုက်ယူထားနိုင်တော့ကြောင့်ကင်မရာထဲမှာတော့ရွာသူရွာသားများရဲ့ပုံရိပ်များစကားတန်များပါနေတာကိုတွေ့လိုက်ရသည်မြတ်နိုးတို့ရဲ့အိမ်ကိုရောက်တော့မြတ်နိုးရဲ့အဖွားအားတောင်ညိုရွာနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အချိန်မှာတော့ထိုရွာကြီးကကျိန်စာတင်နေတဲ့ရွာကြီးတရွာဖြစ်တယ်ဆိုတာပြောပြလိမ့်သည်အပြန်လမ်းမှာတော့ကြော်ထက်တယောက်စိတ်လှုပ်ရှားစရာကြောက်စရာကောင်းသောအဖြစ်ပြက်များနဲ့အတူတောင်ညွရွာမှာနေထိုင်ခဲ့တဲ့ရွာသူရွာသားတွေနဲ့အတူတောင်ညွရွာလေးလဲကျိန်စာအမြန်ပြေပါစေလို့ဆူတောင်းရင်းပြန်ခဲ့လိမ့်သည်